အားလုံးပဲမင်္ဂလာပါဗျာ GDS Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာတွေကတော့ UFC ရဲ့ဒီ lightweight တန်းက fighter ချမ်းဖြစ်တဲ့ Justin Gaethje အနေနဲ့မကြာခင်ချိန်တွင်းမှာတန်စကားဝိုင်းလေးကိုပြန်လဲဝင်ရောက်လာဖို့ရှိနေတယ်ပြီးတော့သူပြန်လဲဝင်ရောက်လာတဲ့ပွဲစဉ်က Champion ကပ်စင်ကာပူပွဲစဉ်ဖြစ်နိုင်တယ်စတာတွေကိုဖွင့်ဟလာတဲ့အကြောင်း အကြခင်ချိန်တွင်းမှာပဲ UFC ရဲ့ဒီ Waterweight Dan Champion Hong Du ဖြစ်တဲ့ Belal Muhammad နဲ့စိန်ခေါ်သူ Iran Gary တို့အရှင်ပြိုင်ထိုးသက်သွားတော့မဲ့ပွဲစဉ်တစ်ပွဲဆိုတဲ့အကြောင်းနဲ့ UFC ရဲ့ဒီ Lightweight Dan Champion ကြီး Ilya Topuria ရဲ့ညီဖြစ်သူ Alexander Topuria ရဲ့အကြခင်အချိန်အတွင်းမှာရှင်ပြိုင်ထိုးသက်တော်ရမဲ့ပွဲစဉ်စတဲ့အကြောင်းအရာတွေကိုဇူစီတုံသက်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဒီတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ UFC ရဲ့ဒီအရင်တုန်းက လိုင်းဝိတ်တန်းဂျာပြတ်ချန်ပီယံတူလည်းဖြစ်ဖိုက်တာချန်တူလည်းဖြစ်တဲ့ဂျက်စတင်ဂေချီအနေနဲ့မကြခင်အချိန်အတွင်းမှာသူ့အနေနဲ့ UFC ဂျိုးဝိုင်းနဲ့ကိုပြန်လည်ဝင်ရောက်လာဖို့ရှိတဲ့အကြောင်းနဲ့သူ့ရဲ့နောက်ထပ်ပွဲစဉ်ကချန်ပီယံကပ်စင်ကောပွဲပွဲစဉ်ဖြစ်နိုင်တဲ့ဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်အနေနဲ့တင်ဆက်ပေးသွားခြင်းပါတယ် Justin Gaethje အနေနဲ့ဒီနောက်ဆုံးရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ပွဲစဉ်ကတော့ပြီးခဲ့တဲ့ဒီ UFC 323 event ပွဲစဉ်ကရှင်ပြိုင်ထိုးသက်သွားခဲ့တာဖြစ်ပြီးတော့2025ခုနှစ်ရဲ့ဒီ match လာမှာရှင်ပြိုင်ထိုးသက်သွားခဲ့တာပဲဖြစ်ပါတယ်။ရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ပြိုင်ပွဲ fighter ကတော့သူနဲ့အရင်တုန်းကရှင်ပြိုင်ထိုးသက်ထားခဲ့မှုတဲ့ fighter ဖြစ်တဲ့ဒီ Rafael Fizi နဲ့မကြေပွဲပြန်လဲရှင်ပြိုင်ထိုးသက်သွားတာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာ Justin Gaethje အနေနဲ့ဒီ Rafael Fizi ကို decision နဲ့နိုင်ရရှိထားခဲ့ပြီးတော့သူ့အနေနဲ့အခုချိန်မှာနောက်ထပ်ပွဲစဉ်ရှင်ပြိုင်ထိုးသက်ဖို့အတွက်စောင့်မျှော်နေတယ် ို့ပြောရမှာပဲဖြစ်ပါတယ်။ဆိုတော့ Justin Gaethje ဆိုတဲ့ဒီ fighter အကြောင်းကိုကျွန်တော်နေနဲ့ပရိသတ်တွေကိုအရင်ဆုံးပြန်ပြီးတော့ပြောပြခြင်းပါတယ်။ Justin Gaethje ဆိုတဲ့ fighter ကတော့သူ့ရဲ့ဒီ nickname ဖြစ်တဲ့ The Highlight Justin Gaethje ဆိုတဲ့အတိုင်းပဲသူ့အနေနဲ့ကသူ့ရဲ့ ပွဲစဉ်တွေတိုင်းမှာ highlight တွေကတော်တော်လေးကိုလှလပပကြည့်ရတာဖြစ်ပြီးတော့ပြိသက်ကိုဖြော်မှုအပြည့်ဝပုံစံမျိုးနဲ့ကစားတတ်တဲ့ Champion Fighter ဖြစ်ပါတယ်။ MMA ပွဲစဉ်ပေါင်း32ပွဲကစားထားပြီးတော့အဲ့ဒီတဲကမှ26ပွဲနိုင်9ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးတော့နိုင်ရရှိထားတဲ့ဒီ26ပွဲထဲမှာသူ့အနေနဲ့22ပွဲအထိကိုပွဲသိမ်း finishing လုပ်ပြထားပြီးတော့ ်ဆက်ရပွဲထဲမှာမှပွဲ20အထိကိုသူကအလဲထိုးနိုင်ယူရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုနော့ကောက်အာတစ်နော့ကောက်ထိုးရာဂျန်နဲ့ပေါ့ဖိုက်တာဖြစ်ပါတယ်ဒီသူ့ရဲ့ signature move ကိုပြောရမယ်ဆိုရင်တော့ low kick ကိုပြောရမှာဖြစ်ပြီးတော့ Justin Gaethje ရဲ့ low kick တွေကအင်ဒိုနမကိုပြင်းထန်လွန်းလာပါတယ်ဆိုပြီးတော့သူနဲ့ရှင်ပြိုင်ထိုးသက်ဖူးခဲ့တဲ့ fighter တွေအကုန်လုံးကပြောရတော့တဲ့အထိတော်တော်လေးကိုပွဲကြံပြခဲ့တဲ့ fighter ဖြစ်ပါတယ် ဂျက်စတင်ဂေချီအနေနဲ့ကဒီ UFC ဖွဲ့စည်းမှာသူ့အနေနဲ့ရှင်ပြိုင် ထိုးတက်တဲ့အခါမှာဆိုလို့ရှိရင်သူက လုံးဝဆိုသလိုပဲဒီကြွဲရိုင်းနွားရိုင်းထိုးတက်တယ်လို့မျိုးရှင်ပြိုင်ထိုးတက်တဲ့ fighter ဖြစ်ပြီးတော့သူနဲ့တွေ့ဆုံရှင်ပြိုင်ထိုးတက်တဲ့ fighter တွေတိုင်းတော်တော်လေးကိုသူ့ရဲ့လက်သီး power တန်ကိုခံရပြီးတော့ပောက်ကွဲမှုတန်ကိုလည်းခံရတဲ့ fighter တွေဖြစ်ပါတယ် ဆိုတော့ဒီ UFC ဖွဲ့စည်းမှာသူရှုံးထားတဲ့ fighter တွေတဲ့ကထင်ရှားတဲ့ fighter တွေကိုပြောရမယ်ဆိုရင်တော့ Justin Gaethje နေနဲ့ Max Holloway ကိုရှုံးတယ် Dustin Poirier ကိုရှုံးတယ် Habib Nurma ကို Matter ကိုရှုံးတယ်ပြီးတော့ Charles Oliveira ကိုရှုံးတယ်ဆိုတော့ Justin Gaethje နေနဲ့သူရှင်ပြိုင်ထိုးသက်ထားခဲ့တဲ့ fighter တွေထဲမှာမှတကယ့်ကိုကောင်းတကားကောင်းဆိုတဲ့ fighter တွေနဲ့မှသာသူ့အနေနဲ့ရှုံးနေခဲ့ရတာဖြစ်ပြီးတော့ကျန်တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်သူ့အနေနဲ့ကလည်းအမှန်ကန်စော်ပြထားတာဖြစ်ပြီးတော့ ဒီ Justin Kinchi ပွဲစဉ်တွေထဲမှာလက်ရှိတလောဆယ်ဒီလက်တလောမှာကျွန်တော်အကြိုက်ဆုံးပွဲစဉ်ကိုပြောပါဆိုရင်တော့ Justin Poirier နဲ့ BMF ကပတ်အတွက်အရှင်ပြိုင်ထိုးသတ်တဲ့ပွဲစဉ်ဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာလုံအောင်ကိုမတင်မှတ်ထားတဲ့ high kick ကြီးကိုထုတ်ပြီးတော့ Justin Poirier ကိုလဲထိုးခြေကန်ချက်နဲ့ပွဲသိမ်းပြသွားခဲ့တာကတော့တော်တော်လေးကိုမမေ့ရကြည့်လို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲလို့ပြောရမှာပဲဖြစ်ပါတယ် နောက်ထပ်ကြည့်လို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲကိုထပ်ပြီးတော့ပြောရမယ်ဆိုရင်တော့သူ့အနေနဲ့ Michael Chandler နဲ့ရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ပွဲစဉ်ကိုပြရမှာဖြစ်ပြီးအဲ့ဒီပွဲစဉ်မှာဆိုရင် Michael Chandler ရော Justin Gaethje ရောနှစ်ယောက်လုံးပေါက်ကွဲအားပြင်းပြင်းနဲ့ဆော့ပြသွားတာဟာဆိုလို့ရှိရင်တော့ဒီပရိသတ်တွေအတွက်တကယ်ကိုပျော်စမတ်တင်လောက်เสียပွဲစဉ်တစ်ပွဲလို့ပြောရမှာဖြစ်ပါတယ်ဆိုတော့ Justin Gaethje အနေနဲ့ကအဲ့လိုမျိုး record တွေကိုပိုင်ဆိုင်ထားတယ်အဲ့လိုမျိုးအကြမ်းစား ဒီ performance တွေကိုပြသထားတယ်သူရဲ့ဒီကစားမော်ကစားနည်းကလည်း striking mind မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြိတ္တအကြိုက် fighter တူလို့ပြောရမှာပဲဖြစ်ပါတယ် ဆိုတော့ Justin Gaethje အနေနဲ့သူ့ရဲ့နောက်ထပ်ပြန်ဘက် fighter ကဘယ်သူလဲနောက်ထပ်ပွဲစဉ်ကဘယ်တော့လဲစရတယ်ဒီမေးခွန်းတွေကိုပြည်သက်တွေကိုကျွန်တော်အနေနဲ့အကိုစားဖြေပေးရမယ်ဆိုလို့ရှိရင်တော့ Justin Gaethje အနေနဲ့ကလက်ရှိကလောဆယ်မှာအသက်36နှစ်အရွယ်ရှိပါပြီ36နှစ်ဆိုတာကတော့ဒီ fighter တွေတော်တော်များများရဲ့ prime kala ကျော်လွန်ချိန်လို့ပြောရမှာဖြစ်ပြီးတော့သူတို့အနေနဲ့အကြခင်ချိန်တွေမှာနားယူသွားနိုင်တဲ့အနေအထားရှိတဲ့ fighter တွေဖြစ်ပါတယ်ပြီးတော့သူ့ရဲ့ ranking မှာ လိုက်ဝိတ်တန်းမှာ Justin Gaethje က ranking နံပါတ်9နေရာမှာရှိနေတာဖြစ်ပြီးတော့သူ့အနေနဲ့သူကလက်ရှိလောလောဆယ်မှာ champion ဖြစ်ထားတဲ့ဒီ champion Ilya Topuria ကိုရှင်ပြိုင်မထိုးသက်ရသေးတဲ့ fighter အနည်းစုတွေလည်းကတယောက်ဖြစ်ပါတယ် ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့ Justin Gage ကြီးနေနဲ့လက်ရှိလောလောဆယ်မှာသူက Champion စင်ခေါ်ကွင်းကလွဲရင် Bear Fighter နဲ့မှရှင်ပြိုင်ထိုးသက်သွားဖို့အတွက်အနေထားမရှိတဲ့ Fighter ဖြစ်ပါတယ်ကျွန်တော်ခုနကပြောခဲ့သလိုပဲဒီအသက်အရွယ်ပိုင်းကပြောမယ်ဆိုလို့ရှိရင် Justin Gage အနေနဲ့36နှစ်အရွယ်ရှိပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့သူကတော့လုံးဝကိုဒီ တခြား fighter တွေနဲ့ရှင်ပြိုင်ထိုးတက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ prime color နောက်ဆုံးအနားမယူခင်အချိန်အတွင်းမှာသူက waste ဖြစ်ခြင်းပုံမရပဲနဲ့ champion ကပတ်စင်ခေါ်ခွင့်ကိုပဲထိုးတက်မယ် champion ကပတ်စင်ခေါ်ခွင့်ပွဲစဉ်မှာရှုံးသွားခဲ့မယ်ဆိုလို့ရှိရင်လည်းအထာကြကြရှုံးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့နောက်ဆုံးပွဲစဉ်လို့ပြောရမယ့်ပွဲစဉ်တွေပွဲကိုရှင်ပြိုင်ထိုးတက်သွားခြင်းနေတယ်လို့ကျွန်တော်အနေနဲ့ကတော့သုံးသပ်မိပါတယ်ဒါပြင်သူ့ရဲ့ teammate တွေ သူ့ရဲ့ဒီနီးပြားတွေသူကိုယ်တိုင်ဘက်ကလည်းပြောထားခဲ့တဲ့သတင်းတွေအရဆိုလို့ရှိရင်တော့ Justin Gaethje အနေနဲ့သူက Champion ကပ်ဘက်စင်ခေါ်ခွင့်ကိုပဲရအောင်တောင်းသွားမယ်။ Champion ကပ်ဘက်စင်ခေါ်ခွင့်မှမရဘူးဆိုရင်တော့အားယူသွားမယ်ဆိုပြီးတော့လည်းပြောထားတဲ့လာတာကိုတွေးရမှာဖြစ်ပါတယ်။ဆိုတော့ဥက္ကရာကြီးတင်နာဝိုင်းအနေနဲ့ပွဲတက်ပေးမယ်ဆိုရင်တော့သူနဲ့ Ilya Topuria ကိုပွဲတက်ပေးလို့ရပြီးတော့အဲ့ဒီပွဲစဉ်ဟာဒီ striker နှစ်ယောက်အပြန်အလှန်တီးရမယ်ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အနေနဲ့ကတော့ဒီ ရမြန်ကပတ်အစဉ်ခေါ်ဝဲပွဲစဉ်ကတော်တော်လေးကိုမြန်မြန်ဆိုင်ဆိုင်ဖြစ်မယ်လို့ခန်းစားမိတယ်လို့ဖြစ်တင်တယ်လို့လည်းထင်မြင်မိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ UFC ရဲ့ဒီ lightweight တန်းမှာလက်ရှိလောလောဆယ်မှာအာမန်ဆာရူခရန်ကလည်းမအားဘူး၊ Islam Makhachev ကလည်းမအားဘူးပွဲတွေရှိတယ်၊နေရာလုံးကပွဲတွေရှိတယ်။ပြီးတော့ Max Holloway ကလည်း ီလီယာဒေါ်ဘူရီယာကိုပူပူနွေ့နွေ့ရှုံးထားတယ်။ဂျာ့အိုလီဗေရာကလည်းပူပူနွေ့နွေ့ရှုံးထားတဲ့ဆိုတဲ့နေရာမှာနံပါတ်9နေရာကဂျက်စတင်ဂေချီပဲကျန်နေတာဖြစ်ပါတယ်။ဆိုတော့နံပါတ်9နေရာကဂျက်စတင်ဂေချီကိုကျော်ပြီးတော့နံပါတ်အဲ9 6လားမသိဘူးနေရာကပဲပင်ဘလက်ကိုသွားပေးလိုက်မယ်ဆိုရင်တော့ဒါကတော်တော်လေးကိုရုပ်ပေါက်တာဖြစ်ပြီးတော့ Justin Gaethje နေနဲ့ကချန်ပီယံကပတ်စဉ်ခေါ်ခွင့်ရရှိဖို့အတွက်တောင်းဝကိုထိုက်တန်တဲ့ဖိုက်တာတူလို့ကျွန်တော်နေနဲ့ကတော့တုံ့တန်မိပါတယ် ဆိုတော့ထပ်ပြီးတော့ပြောရမယ်ဆိုရင်တော့အဲ့ဒီပွဲစဉ်ဖြစ်လာခဲ့မယ်ဆိုရင်ဘယ်ဖိုက်တာကနိုင်ရရှိသွားမယ်လဲဆိုပြီးတော့ဒီသုံးသက်ကြည့်မယ်ပေါ့နော်အဲ့လိုသုံးသက်ကြည့်မယ်ဆိုရင်တော့နီလီယာတော်ပူရီယာကနိုင်မှာပဲဆိုပြီးအားလုံးကဝိုင်းဝန်းသုံးသက်မှာဖြစ်ပေမဲ့ကျွန်တော်နေနေကတော့ Justin Gaethje ကိုလည်းမေ့ထားလို့မရတဲ့ဖိုက်တာတူလို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့သူ ကျွန်တော်ရှေ့ကပြောခဲ့တဲ့ Dustin Poirier နဲ့ဒုတိယအကြိမ်မြောက်ရှင်ပြိုင်ထိုးသတ်တဲ့ပွဲစဉ်မှာ Justin Gaethje ကမထင်ထားလာတဲ့ high kick ကြီးကိုသုံးပြသွားတာဖြစ်ပြီးတော့ Dustin Poirier လိုမျိုးမာကုံကောင်းလာပါတယ်ဆိုတဲ့ fighter မျိုးကိုဖိနှိုင်ကြအောင်စော်ပြသွားတာပဲဖြစ်ပါတယ်။ဆိုတော့ Ilya Topuria နဲ့ပွဲမှာလည်းအဲ့လိုအကွက်ဆန်းကြီးတွေထုတ်ပြီးတော့သုံးမလာနိုင်ဘူးလို့ပြောလို့မရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်ကကျွန်တော်အနေနဲ့ပြောရရင်50 50လို့ပဲသတ်မှတ်မိပါတယ်။ဘာလို့လဲဆိုတော့ Justin Gaethje က lightweight တန်းမှာ power ကြီးတဲ့ fighter အရင်ကတည်းကဖြစ်တယ်။ပြီးတော့ကျွန်တော်ကပြောလို့အကွက်ဆန်းတွေလည်းထုတ်ပြီးတော့သုံးတက်တော်တွေကြောင့်မလို့သူတို့ကတော့90ရာခိုင်နှုန်းလုံးဝကိုထက်တွက်ထားရမှာဖြစ်ပါတယ်။ အိန္ဒိယတော်ပူရီယာရဲ့90ရာခိုင်နှုန်းကတော့ပြည်သက်တွေအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲအိန္ဒိယတော်ပူရီယာကသူ့ရဲ့ပြိုင်ဘက်ဖိုက်တာတွေကိုဂျုံသွင်းပြီးတော့အလဲထိုးတာတော်တယ်ပြီးတော့ Justin Gaethje အနေနဲ့ကလည်း striking မိုင်းမှာပဲထိုးတက်တဲ့ဖိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အိန္ဒိယတော်ပူရီယာရဲ့လက်သီးကတစ်ချက်မဟုတ်တစ်ချက်ဝင်သွားခဲ့မယ်ဆိုရင်တော့ဒီပွဲစဉ်ကအိန္ဒိယတော်ပူရီယာကနိုင်ရရှိသွားဖို့ရာခိုင်နှုန်းရှိနေတာဖြစ်ပါတယ်ဆိုတော့ချုံငုံသုံးသက်ရမယ်ဆိုရင်တော့ Justin Gaethje နဲ့ Ilya Topuria ပွဲစဉ်ဖြစ်လာခဲ့မယ်ဆိုရင်ဒီသူတို့ ညာနိုင်နိုင်တဲ့ညာရင်တော့50 50အကောင်လုံးရှိတယ်ပြီးတော့ဒီပွဲစဉ်ကလည်းမကြခင်အချိန်အတွင်းမှာဖြစ်လာနိုင်မယ်လို့ကျွန်တော်တွေနဲ့ကတော့ယူဆမိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည်သက်တွေနေနဲ့အထင်မြင်သုံးသက်ချက်လေးတွေကို comment မှာရင်းခုန်ပေးခဲ့ကြပါဦးခင်ဗျာနောက်ထပ်တင်ဆက်ပေးသွားခြင်းနဲ့အကြောင်းကတော့ဒီ UFC ရဲ့ဒီ Waterweight Dan Champion အောင်ဖြစ်တဲ့ Blair Muhammad အနေနဲ့ဒီသူ့ရဲ့ Champion ကပတ်ကိုပြန်လည်စင်ခုံခွင့်ရရှိနိုင်ဖို့အတွက် Title Eliminator Fight လို့ပြောရမယ်ဖိုက်တစ်ခုကို UFC ရဲ့ Waterweight Dan ကရုံးပွဲမရှိ Fighter sorry ရော်နယ်ဝိတ်တန်းကရုံးပွဲရှိသွားပြီနော်ရုံးပွဲရှိတဲ့ဖိုက်တာအီရန်ဂယ်ရီနဲ့ရှင်ပြိုင်ထိုးသက်သွားရမယ့်အကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ် ဆိုတော့ကျွန်တော်တို့ဘလဲမူဟာမက်ရဲ့အကြောင်းကိုအရင်ဆုံးပြောချင်ပါတယ်ဒီဘလဲမူဟာမက်တွေနဲ့ UFC ရဲ့ Waterweight တန်းမှာ Champion မဖြစ်နိုင်ဘူးလို့တွက်ဆထားတဲ့ Fighter တူကနေပြီးတော့ Champion ဖြစ်အောင်လုပ်ပြသွားတဲ့ Fighter လို့ပြောမှာဖြစ်ပြီးတော့သူအနေနဲ့သူ Champion ဖြစ်လာခဲ့တာကတော့ပြီးခဲ့တဲ့ဒီ2024ခုနှစ်ဇူလိုင်လမှာရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ပွဲစဉ်မှာ Leon Edwards ကိုလုံးဝဆိုသလိုပဲပြိုင်သက်တွေမထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့ဆော့ပြသွားခဲ့တာဖြစ်ပြီးတော့ Leon Edwards ကိုကင်ပေါက် ဆွဲမြောက်ထူထောင်သွားခဲ့ပြီးတော့ချန်ပီယံကပတ်ကိုရရှိသွားခဲ့တာဖြစ်ပြီးတော့ပရိသတ်တွေမထင်မှတ်ထားတာကိုလုပ်ပြသွားတယ်ပြီးတော့အသက်35နှစ်ကျော်တဲ့ fighter တွေချန်ပီယံမဖြစ်နိုင်ဘူးဆိုတဲ့အယူအဆကိုရိုက်ချိုးပြသွားခဲ့တဲ့ fighter ကျန်တူဖြစ်ပါတယ်ဆိုတော့အဲ့ဒီပွဲစဉ်မတိုင်ခင်ကတည်းကတကယ်တမ်းပြောရမယ်ဆိုရင်ဘလဲမူဟာမတ်အနေနဲ့ပွဲချမ်းပြထားခဲ့တဲ့ fighter လို့ပြောရမှာဖြစ်ပြီးတော့သူပွဲချမ်းပြထားတာတွေကိုဘာကြောင့်ပရိသတ်တွေကမသိတာလဲဆိုရင်ဘလဲမူဟာမတ်အနေနဲ့က ဒီသူက decision maker လို့ခေါ်တဲ့ decision နဲ့နိုင်ရရှိတဲ့ fighter ဖြစ်ပြီးတော့ပြည်သက်တွေကိုဆွဲဆောင်မှုသိပ်ပြီးတော့မပြနိုင်လို့ပဲဖြစ်ပါတယ်ဆိုတော့ဒီ black muhammad နေနဲ့သူရဲ့ champion ကပတ်ကိုရောဘယ်လိုဆုံးရှုံးသွားတာလဲဘယ်လိုဆုံးရှုံးသွားတာလဲဆိုတော့ကျွန်တော်ခုနကပြောခဲ့သလိုပြည်သက်တွေကိုမပေးနိုင်ဘူးဘာညာဆိုပြီးပြောခံရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမေလာ၁၀ရက်နေ့ကထိုးသွားတဲ့ပွဲစဉ်မှာဒီ JDM နဲ့ရှင်ပြိုင်ထိုးသက်သွားခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာပြည်သက်ကြိုက် striking ဘိုင်းမှာရှင်ဆော့သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုက kickboxer ဒီထိတ်တန်းဆရာကြီးကသူ့ကိုမှန်ကန်တီးထုတ်ပြသွားတာဖြစ်ပြီးတော့သူ့ရဲ့ချန်ပီယံကပတ်ကိုအဲ့ဒီပွဲစဉ်မှာဆုံးရှုံးသွားခဲ့ရတာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီပွဲစဉ်ပြီးမှာဘလဲမူဟာမက်အနေနဲ့သူက ချန်ပီယံကပတ်ကို ရပြီးချက်ချင်းပြန်ပြုတ်သွားတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကို UFC ဘက်ကချက်ချင်း champion ဆေကောကွင်းပြန်ပြီးတော့မပေးဘူးမပေးတဲ့အတွက်ကြောင့်မလို့ထုံးစံတိုင်းပဲနောက်ထပ် fighter တူနဲ့ရှင်ပြိုင်ထိုးသက်ရမယ်ဆိုပြီးတော့ UFC ဘက်ကနေပြီးတော့အခုလောလောဆယ်မှာပွဲတက်ပေးလိုက်တယ်သူပွဲတက်ပေးလိုက်တဲ့ fighter ကတော့ဒီ Iran Gary ဆိုတဲ့ fighter ဖြစ်ပြီးတော့အဲ့ဒီ fighter လေးကတော့ဒီတူငယ် fighter ဖြစ်ပြီးတော့ UFC ရဲ့ world weight တန်းမှာသူကလည်းတော်တော်လေးကိုလက်ဆောင်ထက်နေတဲ့ fighter လို့ပြောရမှာပဲဖြစ်ပါတယ် ဤရန်ဂယ်ရီနေနဲ့ဒီ MMA လောကမှာ MMA ပွဲစဉ်ပေါင်းသူးနေတယ်လည်းရှိလောလောဆယ်အချိန်တိ18ပွဲအထိကစားထားဖို့ပြီးတော့အဲ့ဒီကမှာ16ပွဲနိုင်တပွဲရှုံးဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားပြီးတော့ဤရန်ဂယ်ရီနေနဲ့ဒီလက်ရှိလောလောဆယ်မှာသူ့အနေနဲ့ ဒီနောက်ဆုံးရှင်ပြိုင်ထိုးသက်ထားခဲ့တဲ့ပွဲစဉ်ကတော့ဒီဧပြီလမှာရှင်ပြိုင်ထိုးသက်သွားခဲ့တာဖြစ်ပြီးတော့အခုလောလောဆယ်မှာသူ့လိုပဲလက်ဆောင်ထားနေတဲ့ fighter ဖြစ်တဲ့ Carlos Prates ကိုနိုင်ုံရရှိခဲ့ပြီးတော့သူ့အနေနဲ့ဒီအဲ့ဒီပွဲစဉ်ကနေပြီးတော့အခုဘလဲမူဟာမက်နဲ့ပွဲစဉ်ကိုပွဲကူးလာတာပဲဖြစ်ပါတယ် ီအီရန်ဂယ်ရီအနေနဲ့ကဒီ Irish Corner McGregor ဒုတိယ Corner McGregor လို့ပြောရမှာဖြစ်ပြီးတော့ Corner McGregor ဒီကြီးစိုးခဲ့စဉ်အချိန်တုန်းကဒီအီရန်ဂယ်ရီကအသက်ငယ်ငယ်လေးပဲရှိပြီးတော့ Corner McGregor ကသူ့ရဲ့ idol တူဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်ပိုင်းကမှစင်သူက kickboxing ပွဲစဉ်နဲ့ရှင်ပြိုင်ထိုးသက်သွားခဲ့ပြီးတော့သူကဒီ UFC လောကတွေကိုဝင်ရောက်လာခဲ့တာဖြစ်ပြီးတော့ MMA ပွဲစဉ်နဲ့ရှင်ပြိုင်ထိုးသက်ရာကနေတစ်စင်းအခုချိန်မှာဒီ waterway ထဲမှာပွဲကျမ်းနေတာပဲဖြစ်ပါတယ်။ဆိုတော့ Iran Gary ကလည်း ဒီဘလဲမူဟာမက်လို့ပဲသူ့ရဲ့ရှင်ပြိုင် ထိုးသက်ပုံကလည်းဒီရိုးရှင်းပါတယ်ဘလဲမူဟာမက်က wrestling ကိုအပြုပြီးတော့ကစားတယ် Iran Garica kickboxing ကိုဒီအပြုပြီးတော့ကစားတဲ့ fighter ဖြစ်ပြီးတော့သူကလည်းဒီဘလဲမူဟာမက်လို့ပဲ finishing rate နဲတဲ့ fighter ဖြစ်ပါတယ် တော့ဘလဲမူဟာမက်နဲ့အီရန်ဂရီကိုအချိန်မှာပွဲတည်ပေးလိုက်ပြီဆိုတဲ့အတွက်ကြောင့်မလို့ဒီဖိုင်တာနူးတွေ့မယ်ဆိုလို့ရှိရင်ဘယ်လိုရလက်မျိုးထွက်ပေါ်လာရင်လဲဆိုတာကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေနေတာဖြစ်ပါတယ်ဘလဲမူဟာမက်ကကျွန်တော်ကကျွန်တော်ကပြောခဲ့သလိုပဲဒီသူကဒီ ground game မှာတော်တော်လေးကိုကောင်းတဲ့ fighter ဖြစ်တယ်ပြီးတော့သူက habit အဖွဲနဲ့လည်းအခုနောက်ပိုင်းမှာလေ့ကျင့်နေတဲ့ fighter ဖြစ်တယ်ဆိုတော့သူ့ရဲ့ ground game ကတော်တော်လေးကိုတိုးတက်လာတာကိုထပ်ပြီးတော့တွေ့ရမယ်ပြီးတော့နောက်ထပ်ရှိတာတစ်ခုက kickboxing သမားတွေကိုတွားပြီးတော့ဒီ ရွာလိုမင်းရတဲ့အကြောင်းဗလဲမူဟာမက်နေနဲ့နောက်ဆုံးရှင်ပြိုင်ထိုးသက်ထားတဲ့ပွဲစဉ်မှာသူ့အနေနဲ့သိရှိလာခဲ့ရတယ်။ဒီ JDM နဲ့ထိုးတဲ့ပွဲမှာသူ့အနေနဲ့ JDM ကိုဒီအစောပိုင်းခြေတွေမှာလက်ချင်းရှင်ပြီးတော့သွားထိုးတဲ့အတွက်ကြောင့်မလို့ဘလုံးမအဆင်မပြေဘဲနဲ့ကွဲပြဲဖူးရောင်ပြီးနောက်ဆုံးအချီလောက်မှသွားပြီးခြေဆွဲပေမဲ့အချိန်မမီတော့တဲ့အတွက်ကြောင့်မလို့ဘလုံးမအဆင်မပြေခဲ့တဲ့အနေထားဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်မှာတော့ဗလဲမူဟာမက်အနေနဲ့အဲဒီလိုမျိုးအမှားမျိုးထပ်ပြီးတော့မလုံလောက်ဘူးလို့ကျွန်တော်အနေနဲ့ကတော့သုံးသပ်မိပြီးတော့ Urengary အနေနဲ့ကလည်းအဲဒီ အနေအထားကိုပြန်ပြီးတော့ပြင်ဆင်လာလိမ့်မယ်လို့ခန့်မှန်းမိတယ်။ Iran Gary အနေနဲ့ကလည်းဒီ Charles Oliveira နဲ့လေ့ကျင့်ပြီးတဲ့နောက်ပိုင်းမှာ ground game မှာတော်တော်လေးကိုအသုံးများလာတဲ့ fighter ဖြစ်ပြီးတော့သူ့အနေနဲ့သူကလည်းခြေဆွဲတက်လာတဲ့အနေအထားဒီဖြစ်လာတဲ့အတွက်ကြောင့်မို့လို့လဲမူဟာမက်နဲ့ဒီ Iran Gary ကိုရှင်ပြိုင်ထိုးသက်သွားမဲ့ပွဲကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ်။ဒီ fighter တွေကနိုင်ရရှိတဲ့ fighter က champion ကပ်ပတ်စင်ကိုကွင်းလဲရသွားအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်တော်လေးကိုဒီစိတ်ဝင်စားဖို့ကောင်းနေပြီဖြစ်ပါတယ်။ ဒါပြင်ဒီကျွန်တော်ရှေ့ကဗီဒီယိုတွေမှာပြောခဲ့သလို UFC ရဲ့ World Heavyweight ကလှုပ်လှုပ်ခက်ခက်ပြန်ပြီးတော့ဖြစ်လာပြီးတကယ်ကိုပွဲချမ်းတွေပြန်ပြီးတော့ရောက်ရှိလာပြီဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့ဒီ Fighter ရဲ့ပွဲစဉ်ကိုမလွတ်တမ်းစောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဒီ Fighter နှူးရဲ့ပွဲစဉ်ကိုသုံးသပ်ရမယ်ဆိုလို့ရှိရင် ဒီဒီ fighter နှုတ်ရဲ့ကြားထဲမှာနောက်တစ်ကွာဟားချက်ကြီးတစ်ခုကအသက်အရွယ်ဖြစ်ပါတယ်။ Black Moon ကလည်းရှိကလောဆယ်မှာ38နှစ်ဒီနီးပါးရှိပြီဖြစ်ပြီးတော့ Iran Gary ကအခုချိန်မှာအသက်28နှစ်ပဲရှိသေးတာဖြစ်ပါတယ်။ဆိုတော့ပြောရမယ်ဆိုရင်10နှစ်လောက်ကွာချားနေတဲ့အနေထားမှာတပါပိုင်းမှာလည်းအနေငယ်ကွာရမှာဖြစ်ပြီးတော့ဒီလျှင်မြန်ဖြတ်လက်မှုပိုင်းမှာလည်းအနေငယ်ကွာသွားနိုင်တဲ့အနေထားတွေရှိနေပါတယ်။ လဲမူဟာမတ်အနေနဲ့ကတော့ဒီ MMA ပွဲစဉ်မှာသူက20နှစ်မှဒီကိုးပွဲထိရှင်ပြန်ကစားထားပြီးတော့24ပွဲနိုင်4ပွဲရှုံးတပွဲပွဲမရှိဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတယ်။ယူရန်ဂရီကတော့ကျွန်တော်ခုနကပြောသလို18ပွဲကစားထားပြီးတော့16ပွဲနိုင်တပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတယ်ဆိုတဲ့အနေထားမှာဖိုင်တာနူးကတွေ့ဆုံမယ်ဆိုရင်ဘာမှမဆိုဖြစ်သွားနိုင်တဲ့အနေထားဖြစ်ပါတယ်။ ရဲမူဟာမတ်ကလည်းကျွန်တော်သူပြောကျွန်တော်ကနကပြောသလိုပဲသူကျွမ်းကျင်တဲ့ ground game skill ကိုခေါ်ဆော့ပြီးတော့အဲဒီကမှတဆင် Iran Gary ကို ground and pound နဲ့ထူထောင်ပြီးတော့နိုင်ရရှိသွားနိုင်တယ်လို့ Iran Gary ကလည်းမထင်မှတ်ထားတဲ့ဒီခြေကံချက်တွေ kick boxing အကွက်တွေနဲ့ရဲမူဟာမတ်ကိုအမှန်ကန်တီးထုတ်သွားပြီးတော့ champion ကပတ်စင်ကိုရရှိသွားနိုင်တာမျိုးလည်းဖြစ်သွားနိုင်ပါတယ်ဒါကတော့ဒီပွဲဖြစ်လာတဲ့နေ့ကျမှကျွန်တော်တို့ပြိသက်တွေနေနဲ့ဒီစောင့်ကြည့်သွားရမှာဖြစ်ပြီးတော့ဒီပွဲစဉ်ကတော့အခုလာမယ့် November 22ရက်နေ့မှာရှင်ပြိုင်ထိုးသက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပြိသက်တွေနေနဲ့ အဲ့ဒီပွဲစဉ်ကိုမလိုတန်းစောင့်ကြည့်ကြဖို့ကျွန်တော်တို့လည်းဒီနေရာကနေတိုက်တွန်းချင်ပါတယ်။နောက်ဆုံးအနေနဲ့ဒီတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ဒီ UFC ရဲ့ Lightweight Dan Champion ကြီး Ilya Topuria ရဲ့ညီဖြစ်သူ Alexandre Topuria အနေနဲ့အခုလာမယ့်နိုဝင်ဘာလ22ရက်နေ့မှာရှင်ပြန်ထိုးသက်သွားမယ့်ပွဲစဉ်ကြောင့်ကျွန်တော်တို့လည်းတင်ဆက်ပေးသွားခြင်းပါတယ်။အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒီ Alexandre Topuria အနေနဲ့တော်တော်လေးကိုဒီပွဲချက်တစ်ပွဲကျုံရမှာဖြစ်ပြီးတော့ပွဲကောင်းပွဲချမ်းတစ်ပွဲကိုထိုးသွားရမယ်လို့လည်းသုံးသပ်မိပါတယ်။ ဆိုတော့ Alexandria Topuria ရဲ့အကြောင်းကိုမပြောခင်မှာသူနဲ့ရှင်ပြိုင်ထိုးသက်သွားမဲ့သူ့ရဲ့ပြိုင်ဘက်အကြောင်းကိုအရင်ဆုံးပြောပြချင်ပါတယ်ဒီ Bazak El Makan ဆိုတဲ့ fighter နဲ့ရှင်ပြိုင်ထိုးသက်သွားရမှာဖြစ်ပြီးတော့အဲ့ဒီ fighter က MMA ပွဲစဉ်ပေါင်း12ပွဲထိုးထားပြီးတော့အဲ့ဒီကမှ2ပွဲရှုံး sorry 14ဘွဲ့လို့ရပြီးတော့12ဘွဲ့နိုင်တဲ့ဘွဲ့ချုံဆိုရရလက်ကိုပိုင်ဆိုင်ထားတယ်။နိုင်ရရှိထားတဲ့ဒီ12ဘွဲ့ထဲမှာ10ဘွဲ့တွေကိုအလဲထိုးအပြက်ပြက်အမောက်သိမ့်ပြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ Alexandri Toporia အနေနဲ့တော်တော်လေးကိုဒီသတိထားပြီးတော့စောရမယ့်အနေအထားဖြစ်ပါတယ်။နောက်ဆုံးရှင်မြိုင်ထိုးသက်သွားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သူ့ရဲ့ပြိုင်ဘက်ဖိုင်တာကိုပထမအခြေရည်ဒီ10မိနစ်ကျော်မှလည်းလဲထိုးအမောက်သိပ်ပြထားတဲ့အတွက်ကြောင့်မလို့ Lexan Gridoporia အနေနဲ့က ော်တော်လေးကိုကျွန်တော်ကတော့ပြောသလို view site ပြီးတော့ဆွဲရမယ်အနေထားမှာရှိတယ် finishing rate ကလည်းကောင်းတယ်လက်သီးပေါက်ကလည်းပြင်းတဲ့အနေထားမှာ SMG Dobria အနေနဲ့သူ့ရဲ့ USC ဒုတိယမြောက်ပွဲမှာပွဲချက်တစ်ပွဲကိုရင်ဆိုင်ရတယ်လို့ပြောရမှာပဲဖြစ်ပါတယ် Alexandri Dobria အနေနဲ့က MMA ပွဲစဉ်ပေါင်း9ပွဲထိုးထားပြီးတော့ 6ပွဲနိုင်တပွဲချုပ်ဆိုရလည်းကိုပိုင်ဆိုင်ထားတယ်နိုင်ရရှိထားတဲ့ဒီ6ပွဲမှာဆိုလို့ရှိရင်3ပွဲကိုအလဲထိုး2ပွဲကို submission တပွဲကို decision နဲ့နိုင်ရရှိထားတယ်ဆိုတော့သူ့ရဲ့ကစားပုံကစားနည်းကတော့သူ့ကိုယ်ရဲ့ကစားပုံကစားနည်းအတိုင်းပဲဒီ resting mic မှာအခြေခံပြီးတော့ကစားတယ်ဒါပေမဲ့လက်သီးပါဝါလည်းကောင်းတယ် ဒီဘောက်ဆင်ပိုင်းမှာအခြေခံပြီးတော့ကစားတဲ့ကစားသမားဖြစ်တယ်ဆိုတော့အကိုကြီးကလည်းဒီ UFC ရဲ့ဒီ lightweight တန်းမှာ featherweight တန်းမှာ champion ဖြစ်ဖူးသလိုဒီသူ့ရဲ့ညီလေးဖြစ်တဲ့ Alexandre Dopuria အနေနဲ့ကလည်းဘန်နမွေတန်းမှာ champion ဖြစ်ဖို့ဒီကိုနှူးဦးကအဲအစီအစဉ်ရှိတဲ့ပုံပါပဲဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒီပွဲစဉ်ကလည်းစောင့်ကြည့်သွားရမယ့်ပွဲစဉ်ဖြစ်ပြီးတော့ဘန်နမွေတန်းမှာ Alexandre Dopuria အနေနဲ့ ဒီထိပ်ပိုင်းအဆင့်ကိုရောက်ရှိလာနိုင်ပါမလားဆိုတာကတော့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ဘန်နံဝေတန်းမှာလည်းကျွန်တော်ကကပြောသလို Fighter Jan တွေကအင်မတန်မကိုများတဲ့အတွက်ကြောင့်မို့လို့ Legendary Dogoria အနေနဲ့သူ့ရဲ့အကိုကြီးရဲ့ခြေရာကိုလင်းနိုင်ဖို့ဆိုရင်တော့တော်တော်လေးကိုထပ်ပြီးတော့စ조사သွားရမှာပဲဖြစ်ပါတယ်။ဆိုတော့ဘာပဲပြောဒီဘွဲစဉ်ကစောင့်ကြည့်သွားရမှာဘွဲစဉ်ဖြစ်ပြီးတော့အခုလာမယ့် November လ22ရက်နေ့မှာရှင်ပြိုင်ထိုးသက်သွားကြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပရိသတ်တွေအနေနဲ့ဘလို့တန်းစောင့်ကြည့်ကြဖို့ဒီနေရာကနေတိုက်တွန်းကြပါတယ်။ဆိုတော့ဒီဘွဲစဉ်မှာလည်းကျွန်တော်တို့ပရိသတ်တွေအနေနဲ့ ီ striking ပွဲစဉ်တွေဝဲကဝဲဆောင်ရည်သွားရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ striking ကြိုက်တဲ့သီးသန့်ပရိသတ်တွေကတော့တော်တော်လေးကိုပျော်နေလောက်ပါပဲဆိုတော့ဗီဒီယိုလေးကိုအဆုံးအချီပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်